အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ဒီ wine deal PA 1024ထွန်တယ်လေးကို review လုပ်ခိုင်းထားတယ်ပေါ့နော်ကြည့်ကျင်တဲ့ညီကိုတွေအတွက်ကိုကျွန်တော်ဒီနေ့ review လုပ်ပေးมาရဖြစ်ပါတယ်ကျွန်တော်တို့ဒီကြားထဲမှာလည်းငလျင်ဘေးကြောင့်ပေါ့နော်လူတွေအကုန်လုံးစိတ်တွေအဆင်မပြေတဲ့အချိန်မှာကျွန်တော် video တွေလည်းမတင်ပြဘူး view လည်းမရိုက်ဖြစ်တဲ့အတွက်ကိုကျွန်တော်အခုမှပဲ review လေးလုပ်ပေးมาရဖြစ်ပါတယ်ဗျာအားကြောင့်ကျွန်တော်တို့ဒီနေ့ video လေးကိုတော့ကျွန်တော်တို့တူတူနဲ့လုံရင်းလေးပဲသွားလိုက်ကြအောင် ားနှစ်ကောင်မှာတက်ဆင်ထားတဲ့အင်ဂျင်ကတော့ကျွန်တော် Windu ရဲ့မူရင်းလေလုံးတို့အင်ဂျင်ကိုပဲတက်ဆင်ထားပြီးတော့ကျွန်တော် kilowatt အားဖြင့်ကတော့ကျွန်တော်86 kilowatt ကိုအပြည့်ထွက်ရှိမှာပဲဖြစ်ပါတယ်ဗျ။အဲကျွန်တော်ဒီတရားနှစ်ကောင်တွေကပေါ့နော်ဒီဘောနဲ့စားဖွင့်လိုက်တဲ့ဆိုလို့ရှိရင်ဒီရေတိုင်ကြီးရဲ့အရှိမကျွန်တော်တို့ဒီ80 80လို့ပေါ့ဗျာ။ကျွန်တော်ဒီ CRA wine tank တွေမပါဘူးပြီးလို့ရှိရင် wine cooler တွေမပါတော့ဘဲနဲ့သူကစကားကိုလည်းသူကနတ်ဆွဲနဲ့ပေါ့နော်ရှင်းရှင်းလင်းလင်းကြီးမြင်ရမှာဖြစ်ပါတယ်ဗျ။အဲဒီ ဒီကောင်ကတော့ maintenance ပြုလုပ်ရမယ်ဆိုလို့ရှိရင်တော့ဒီ net တွေကိုချွတ်ပြီးတော့ကျွန်တော်ဒီစကားကိုဒီတန်ရှင်းလုပ်ရမှာဖြစ်ပါတယ်ဒီ80 80လို့တော့အလွယ်တကူဆွဲထုတ်လို့တော့မရအောင်အဲ့တော့ maintenance ပြုလုပ်တဲ့နေရာမှာဒီဝရီးရလေးပူဆိုင်ဖို့တော့ရည်ကြီးပါလားကျွန်တော်လေစစ်နေနေရတော့အဆိုလေစစ်ကိုပဲအသုံးပြုပေးထားရတယ်အဆိုလေစစ်ဖြစ်ပေမဲ့ကျွန်တော်80 80တွေထက်စားလို့ရှိရင်ဒီလေစစ်ကအဆိုလေစစ်အကြီးဖြစ်သွားရတယ်ပေါ့နော် ဒီအသုံးပြုပေးထားတဲ့ပန်းอ่ะဆိုလို့ရှိရင်လည်းတော့ဒီဒါတိုင်း agency ပန်း inline ပန်းကိုပဲအသုံးပြုပေးထားတယ်ဖစ်တာရတော့ပုံမှန်အားဖြင့်အဲဒီခြားဆက်တွေလိုပါပဲဒီ main set နဲ့စစ်ပါမယ်ပြီးလို့ရှိရင်ဒီ water spacer set တစ်စစ်ပါမယ်ပေါ့နော်ဗီဒီယိုအနေနဲ့ကတော့9.40တစ်ထောင်ဆိုပြီးတော့2ချက်ပါရှိမှာပဲဖြစ်ပါတယ်ဒီ hydraulic အနေနဲ့ကတော့ကျွန်တော်ဒီ ဆန္ဒဘုံပေါ့နော် main ဘုံကြီးအပြင်ကိုမှာ auxiliary ဘုံနှစ်ချောင်းထည့်ပေးထားတဲ့အတွက် martin nine nine တော့တော်တော်လေးမြင့်နေအဲ့ဒီအတွက်ဘိုင်းနဲ့တင်တော်လဲဆိုလို့ရှိရင်ကြံဆိုင်တောင်သူတွေနဲ့တင်တော်တယ်ကြံဆိုင်ဆက်ကကျတော့အလေးချိန်များတဲ့အတွက်ကိုဒီလို hydraulic မျိုးနဲ့တွက်ဖက်အလုံးပြူလာကပုံပြီးတော့တင်တော်တယ်ကြာ ီစီတိုင်းကြီးထားတဲ့နေရာပေါ့နော်စီတိုင်းကြီးထားတဲ့နေရာဆိုလို့ရှိရင်ကျွန်တော် wine dew ထဲမှာပေါ့နော်မြင်းကောင်ကြီးအသေးဖြစ်ဖြစ်အကြီးဖြစ်ဖြစ်ကျွန်တော်အကြိုက်ဆုံးနေရာဒီနေရာပဲဖြစ်တယ်ပေါ့နော်ဒီ engine ရဲ့အပေါ်မှာထားတာမျိုးကိုလည်းမကြိုက်ဘူးပြီးလို့ရှိရင်ဒီ engine ရဲ့ခါပေါ့နော်ခါအောက်မှာထားတာမျိုးကိုလည်းကျွန်တော်မကြိုက်ဘူးဒီ side လောက်ရတဲ့နေရာမှာကျတော့တကယ်ကတိကတ်နိုင်တယ်ပေါ့နော်ဒီနေရာမှာထားတာတော့တကယ်လွတ်လွတ်လပ်လပ်နေရာဖြစ်တဲ့အတွက်ကိုတော့အကောင်းဆုံးနေရာလို့အော်ထင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီစီတိုင်းကြီးသာဆိုလို့ရှိရင်လည်း135ဒီကြာအထိတောင်မှဒီစီထည့်လို့ရတယ်ပေါ့နော် ခုရောက်လာတဲ့ဒီတရားနှစ်ကောင်တွေမှာပြောင်းလဲသွားတာဆိုလို့ချင်းကျွန်တော်ခုတစ်ခါတော့ကဗီဒီယိုတင်ထားပြီးဗီဒီယိုမှာလည်းပြောပြပါတာယာ site ကတော့လုံးဝကိုပြောင်းလဲသွားတယ်တစိုက်ကတော့ဒီအာမတစိုက်တာယာပဲဒါပေမဲ့နောက်တာယာဆိုလို့ရှိရင်တော့18လေး34ဖြစ်သွားတယ်ပေါ့နော်ရှေ့တာဆိုလို့ရှိရင်တော့14ကို24ဖြစ်သွားပါတယ်ဗျာအားဆိုင်လဲပြောင်းလဲသွားတာနဲ့အမြပြီးလို့ရှိရင်ဝိုင်းဒီယိုကလည်းငကိုတွေကဒီ round ရရဲ့မြင်းတဲ့အတွက်ကိုကျွန်တော်တို့ဒီ layer မြင်းအကြီးစားဖြစ်ပေမဲ့လူတွေအတွက်ကိုဒီ ဒီငုတ်တွေနဲ့မလွတ်မှာပေါ့နော်သင်ငုတ်တွေနဲ့မလွတ်မှာရိုင်းကြောက်စရာမလိုဘူးဗျဒီထုံဆက်ဆိုလို့ရှိရင်လောင်းကြီးကနေတော်တော်လေးကိုမြင်းနဲ့ထဲမှာပါတယ်ဗျအဲတော့ပုံမှန်ဆက်တွေလိုပဲရှင်းဆက်နဲ့ချက်နောက်ဆက်နဲ့ချက်ကိုမှရှက်တဲ့ဂီယာနဲ့ပါဝါစီယာရင်ဖြစ်မယ်အဲဒီမှာပါတဲ့ဒီကိုထိုးတန်တွေကတော့အရင်တိုင်းပဲကြောင်းလဲွားတာဘာမှမရှိတဲ့တော့ကိုကျွန်တော်အထွေထူးမပြတော့ဘူးနော်အဲတော့ဆက်နိုးပြမယ်ဆက်တန်ပြန်လာတော့လောစဲအေတော့တော့မတက်ထားအောင်နည်းနည်းလေးတော့ပူကျဲကျဲလိုက် review လုပ်ပေးခဲ့တဲ့ WinDio EA တရားနှစ်ကောင်လေးကိုစိတ်ပါဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ IMB International ရဲ့ hotline phone number ဖြစ်တဲ့လေးလေးလုံး9963ညနဲ့လေးလေးလုံး9963ညတို့မှာအသေးစိတ်ဆက်သွယ်ဆောင်တဲ့မေးမြန်းနိုင်လို့ကျွန်တော်တို့ဒုချင်ပြီ Facebook account တွေ page တွေနဲ့ကျွန်တော်တို့ TikTok တွေမှာလည်းလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ